ပြန်ပြီးလို့ရှိရင်အဲပြီးလို့ရှိရင်ဒီအစိုးရရဲ့ဒီဒီကာကွယ်စောင့်ရှောက်ပိုင်ခွင့်ပေါ့နော်ဒါလုံခြုံရေးအဖွဲ့အစည်းတွေရှိမယ်အဲဒီအစိုးရရဲ့ကာကွယ်ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်လည်းအဲရှိရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခါတော့နိုင်ငံရေးအခွင့်အရေးပါနိုင်ငံရေးအခွင့်အရေးကတော့အဲကျွန်တော်တို့ဒီလိုဒီမိုကရေစီအဲကာလတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရွေးကောက်ပွဲရှိမယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနိုင်ငံရေးလှုပ်ချင်တဲ့လူနိုင်ငံအရေးကိုဆောင်ရွက်ချင်ကြတဲ့သူတွေက နိုင်ငံရေးမှာအပါဝင်ဖို့ဆိုလို့ရှိရင်နိုင်ငံရေးပါတီအနေနဲ့မှတ်ပုံတင်မယ်နိုင်ငံရေးပါတီကိုဝင်ရောက်မယ်နိုင်ငံရေးပါတီကနေပြီးကိုယ်စလဲလောင်းအနေနဲ့ဆောင်ရွက်ပြီးတော့ရွေးကောက်ခံမယ်ပေါ့နော်စသဖြင့်ရွေးကောက်ခံပိုင်ခွင့်ပေါ့နော်အဲအဲ့လိုနိုင်ငံရေးအခွင့်အရေးတွေလည်းရှိတာဖြစ်ပါတယ်ရှင့်အဲနောက်တစ်ခုကတော့တတိယတစ်ခုကတော့ဥပဒေနဲ့ပတ်သက်ပြီးတော့ legal right ပေါ့ရှင့် legal right ကတော့ဒီအဲဒီတိုင်းပြည်အတွင်းမှာပြဋ္ဌာန်းထားတဲ့တည်ဆဲဥပဒေတွေပေါ့နော်ဒီတည်ဆဲဥပဒေတွေကို အဲဒီဈေးဥပဒေတွေရဲ့ရှေ့မှောက်မှာနိုင်ငံသားတိုင်းတပြေးညီဖြစ်ရမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးရှိပါတယ်ရှင့်အဲဒီ legal right တွေလည်းအဲကျွန်တော်တို့နိုင်ငံတော်အစိုးရအနေနဲ့ပေါ့နော်နိုင်ငံတော်အစိုးရအနေနဲ့ဒီပြည်သူလူထုရဲ့ဒီဥပဒေအရရရှိပိုင်ခွင့်နေကိုလည်းကျွန်တော်တို့ဟိုဖန်တီးပေးရမှာဖြစ်ပါတယ်ရှင့်အဲနောက်ဆုံးတစ်ခုကတော့စီးပွားရေးအခွင့်အရေးပါရှင့်တော့အင်္ဂလိပ်လိုတော့ economic right ပေါ့နော်ဆိုလို့ရှိရင်စီးပွားရေးအခွင့်အရေးလို့ပြောလို့ရှိရင်လူတိုင်းလူတိုင်းဟာ အဲကျမတို့ပရိယေသနဝန်းစာရှာဖွေပိုင်ခွင့်ရှိရမယ်ပေါ့နော်ဆိုလို့ရှိရင်အ ਨੇ ဆုံးတော့ကိုယ့်ရဲ့နေ့စဉ်စောင့်ဝတ်နေရေးအတွက်အလုပ်လုပ်ကြရမယ်စီးပွားရှာကြရမယ်ကြီးပွားတိုးတက်ရေးကိုလုပ်ကြရမယ်ပေါ့နော်အခြေခံစောင့်ဝတ်နေရေးပေါ့ရှင်အဲ့ဒါထက်ပို့ပြီးတော့မှကျမတို့ကအဲကျမတို့ကပို့အဲ့ထဲမှာမှနိုင်ငံသူနိုင်ငံသားတွေလည်းဒီကံညာဝိရိယတွေမတူကြဘူးနောက်ပေးပေးထားချက်တွေမတူကြဘူးမတူကြတဲ့အချိန်မှာဟိုဒီကြီးပွားတိုးတက်သွားတာရှိတယ် ဟိုပေါ့နော် number နေတဲ့မိသားစုတွေရှိတယ်ပေါ့ရှင်အဲ့ဒါဆိုလို့ရှိရင်ကျမတို့ကအစိုးရတရားရဲ့တာဝန်ကဘာလဲဆိုလို့ရှိရင်ဟို wealth wealth redistribution ဖြစ်ပါတယ်ရှင် wealth we redistribution ဆိုတာဘာလဲဆိုလို့ရှိရင်ဒီလူနိုင်ငံသားတွေရှာဖွေလို့ရရှိတဲ့နိုင်ငံသားတွေရဲ့ပိုင်ဆိုင်မှုကျွယ်ဝချမ်းသာမှုကိုအဲကျမတို့ကအာဒီနိုင်ငံတော်ကနေပြီးတော့မှအခွန်အခတွေကောက်ပြီးလို့ရှိရင်ဒီမြန်မြန်ရှာနိုင်တဲ့သူစီကနေမြန်မြန်အခွန်ကောက်မယ် ်များများခွန်ကောက်ပြီးတော့မှဒီအခွန်နေနဲ့ကျွန်တော်တို့ဟိုဒီအခွန်မထမ်းနိုင်သေးတဲ့ပြည်သူတွေအတွက်လဲပေါ့နော်နွမ်းပါတဲ့အခြေခံပြည်သူတွေအတွက်လဲကျွန်တော်တို့ကအခြေခံအဆောက်အုံတွေပေါ့ရှင်ဒါလေးတွေမှာကျွန်တော်တို့ရင်းနှီးမြှုပ်နှံပြီးတော့မှဒါလူတိုင်းကတုံးတာပေါ့နော်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုရင်ဒီအခွန်ဆောင်တဲ့သူတွေရှိတယ်လို့အခွန်မဆောင်တဲ့သူတွေလည်းရှိတယ်မဆောင်နိုင်သေးတဲ့သူတွေပေါ့နော်ဆိုလို့ရှိရင်အခွန်မဆောင်နိုင်သေးလို့ မဆောင်တာဖြစ်ပေမဲ့ကျမတို့ကဒီနိုင်ငံဘန်ဒါနဲ့အဲကျမတို့နိုင်ငံဘန်ဒါနဲ့ကျမတို့ဟိုဒီဟိုပါပေါ့နော်တီတီဆောက်ထားကြတဲ့ကျမတို့အခြေခံအဆောက်အုံတွေပေါ့ရှင်အဲ့ဒီအခြေခံအဆောက်အုံတွေကိုအဲကျမတို့ကအသုံးပိုင်권ရှိပါတယ်ရှင်အခွန်မပေးထားပေမဲ့လည်းနိုင်အပြည်သူအပြည်သူဟိုပါပေါ့နော်အပြည်သူဘန်ဒါနဲ့တီဆောက်ထားတဲ့ဒီလမ်းနေတရားတွေ အဲစသဖြင့်ပေါ့နော်ဒါတွေကိုကျွန်တော်တို့သုံးပိုင်ခွင့်ရှိတာဖြစ်ပါတယ်အဲပြီးလို့ရှိရင်တောက်သုံးရီတို့နော်စိုက်ပြိုးရီတို့စသဖြင့်ပေါ့နော်ဒါတွေကိုအဲသုံးပိုင်ခွင့်ရှိတာဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့အစိုးရတရားရဲ့တာဝန်ကဘာလဲဆိုလို့ရှိရင်ကျွဲဝချမ်းသာမှုကိုပြန်လည်ပြီးမျှဝေတာဖြစ်ပါတယ်ရှင်အဲရှာလို့ဖွေလို့ကောင်းတဲ့သူတွေစီကနေပြီးတော့မှကျွန်တော်တို့အခွန်ကိုအခွန်ကောက်မယ်ရတဲ့အခွန်နေနဲ့ကျွန်တော်တို့အဲရတဲ့ရတဲ့အခွန်ခတွေနဲ့ကျွန်တော်တို့နိုင်ငံတော်ရဲ့ မပြည်သူလူထုလိုအပ်တဲ့အခြေခံအဆောက်အုံတွေကိုကျွန်တော်တို့တိဆောက်ပေးရတာဖြစ်ပါတယ်ရှင်။ဥပမာမီးတို့လျှက်စစ်မီးလန်ဒရာအစသဖြင့်ပေါ့နော်တောက်သုံးရီအစသဖြင့်ပေါ့ရှင်စိုက်ပျိုးရီနောက်ကြောင်းပေါ့ရှင်ကြောင်းကြောင်းဆောင်မဲ့နောက်ဆေးရုံပေါ့ရှင်အဲဒါလေးတွေဆောင်ရွက်ရတာဖြစ်ပါတယ်။အဲနောက်တစ်ခါကျတော့ public service ပေါ့နော်ဒီပြည်သူဝန်ဆောင်မှုတွေဆောင်ရွက်ပေးရတာဖြစ်ပါတယ်ရှင်။အဲ့ဒါဒီဘာလဲဆိုလို့ရှိရင်အဲအဲ့ဒါဒီကျွန်တော်တို့က အဲကျွန်တော်တို့ကဒီအစိုးရတရရဲ့တာဝန်ဖြစ်ပါတယ်ရှင်အဲတာဝန်ဖြစ်ပြီးလို့ရှိရင်အဲကျွန်တော်တို့အခုပြီးခဲ့တဲ့ပေါ့နော်ကျွန်တော်တို့သတင်းစာရှင်းလင်းပွဲကျွန်တော်တို့၃ချိန်လုပ်ပြီးပါပြီရှင့်ဒုတိယချိန်တော့တော့ကျွန်တော်တို့ကအလုတ်သမားတွေကိစ္စပြောပါတယ်အဲ့ဒါပြည်တွင်းအလုတ်သမားလည်းပါသလိုရွှေ့ပြောင်းအလုတ်သမားတွေလည်းပါပါတယ်ရှင့်ဒီရွှေ့ပြောင်းအလုတ်သမားတွေကတော့အခုချိန်မှာကျွန်တော်တို့နိုင်ငံမှာအာဒီနိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေလည်းရှိနေတယ်နော်ပြည်တွင်းမှာလည်းပြည်ပခန့်တွေဖြစ်ပြီးတော့မှာ အဒီလောက်ကိုင်းဆောင်ရွက်လို့မကောင်းဘူးပေါ့နော်စီးပွားရေးတွေအလောက်ကိုင်းလို့မကောင်းတဲ့အခြေအနေမျိုးမှာဖြစ်နေပါတယ်ရှင်အဲ့လိုအခြေအနေမျိုးမှာအလောက်ကိုင်းခွင့်လန်းနေနေပါတယ်ပေါ့နော်နေပါတဲ့အတွက်ကြောင့်မလို့အလောက်ကိုင်းခွင့်လန်းရှိတဲ့နေရာပေါ့ရေကြီးရမျက်နှာရသွာလာကြတယ်ဆိုလို့ရှိရင်ဒါရွှေ့ပြောင်းကြတယ်ပေါ့ရှင်ရွှေ့ပြောင်းတဲ့နေရာမှာကျွန်တော်တို့နှစ်မျိုးရှိပါတယ်ရှင်နံပါတ်1ကတော့ပြည်ရင်းရွှေ့ပြောင်းတာပေါ့နော်ဆိုလို့ရှိရင်ပြည်ရင်းမှာလည်းကျွန်တော်တို့ရန်ကုန်လိုမျိုးပေါ့နော်အလောက်ကိုင်းခွင့်လန်းများတဲ့နေရာမန္တလေးလိုမျိုးနေပြည်တော်လိုမျိုးပေါ့နော်စသဖြင့် ဒီနောက်တစ်ခုကတော့ဟိုနယ်စပ်မှာသွားပြီးအလုပ်လုပ်ချင်တဲ့လူကတော့မွန်တို့ကရင်တို့ကချင်တို့စသဖြင့်ပေါ့နော်ရှမ်းပြည်နယ်တို့စသဖြင့်အဲဒီလိုတွေပေါ့ပြည်တွင်းမှာရွှေ့ပြောင်းပြီးအလုပ်လုပ်တာလည်းရှိပါတယ်အဲ့လိုရှိတယ်လို့ပဲပြည်ပေါင်းရွှေ့ပြောင်းပြီးအလုပ်လုပ်တဲ့အဲရွှေ့ပြောင်းလုပ်သားတွေလည်းရှိပါတယ်ရှင်အဲဒီလိုတွေအတွက်ကိုကျမတို့ကရွှေ့ပြောင်းလုပ်သားတွေကိုဟိုရွှေ့ပြောင်းလုပ်သားများရမယ်လို့ကျမတို့အားပေးတာမဟုတ်ပါဘူးဒါသည် individual right ပေါ့နော် individual rights ဆိုတာတဦးတယောက်ချင်းစီရဲ့ဆုံးဖြတ်ပိုင်ခွင့်အခွင့်အရေးဖြစ်ပါတယ်။နောက်မိမိသည်နော်လူတဦးတယောက်နိုင်ငံသားတဦးတယောက်သည်ဘာပညာကိုသင်မလဲဘယ်ဘယ်အထိသင်ကြားမလဲအဲပြီးလို့ရှိရင်အဲပြီးလို့ရှိရင်ဘာလုပ်ငန်းတွေလုပ်မလဲပေါ့နော်ဘယ်မှာလုပ်မှာလဲအဲဆိုတာပေါ့နော်ဘယ်တော့အလုပ်လုပ်မှာလဲဆိုတဲ့ဟာတွေအဲဒါတွေကဒီနိုင်ငံသူနိုင်ငံသားပြည်သူလူထုတဦးတယောက်ချင်းစီကဆုံးဖြတ်ရတာဖြစ်ပါတယ်ရှင့်အဲ့ဒီဆုံးဖြတ်ချက်တွေကလည်းဘယ်ပေါ်မူတည်လဲဆိုလို့ရှိရင် အာပေးထားချက်အခြေအနေတွေပေါ့နော်ကိုမိမိမိသားစုရဲ့အဲနောက်ခံနောက်ခံ background ဘလောက်တောင့်တင်းလဲဘလောက်တောင့်တင်းလဲနောက်ကိုကိုယ်တိုင်ကဘယ်လဲဘလောက်ဟိုပေါ့နော်ပညာရေးကိုစိတ်ပါဝင်စားလဲပေါ့နော်စသဖြင့်အဲဒါလေးတွေနဲ့စိုက်မာတယ်ရှင့်ကိုကိုယ်တိုင်ကလည်းကဉာဏ်ဝရီကဘလောက်စိုက်ထုတ်လဲပေါ့နော်အဲ့ဒါနဲ့အဲစိုက်မာတယ်ရှင့်အဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ကျမတို့ကလေအဲကျမတို့ကအဲဒီလူတယောက်ချင်းစီရဲ့အဆုံးဖြတ်ပိုင်ခွင့်အခွင့်အရေးကိုကျမတို့ ဟိုဘာမှဝင်ရောက်ဝင်ပြီးတော့မှမူဝါဒချမှတ်ပြီးဆောင်ရွက်မှာမဟုတ်ပါဘူး။တော့အဓိကတော့ကျွန်တော်တို့ရွှေ့ပြောင်းလုပ်သားတွေရဲ့မူဝါဒဆိုတော့ဗာလဲဆိုလို့ရှိရင်လူတယောက်ချင်းစီကနေပြီးတော့ရွှေ့ပြောင်းလုပ်သားအနေနဲ့နိုင်ငံတကာမှာသွားပြီးတော့မှနိုင်ငံတကာရွှေ့ပြောင်းလုပ်သားအနေနဲ့သွားမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာအဲ့လိုရွှေ့ပြောင်းလုပ်သားတွေရဲ့သွားမယ်ဆိုတဲ့သူတွေအဆင်ပြေအောင်ပေါ့နော်အဆင်ပြေအောင်ကျွန်တော်တို့က အာကျွန်တော်တို့က passport ဆိုလဲလွယ်လွယ်ကူကူရအောင် OWIC ကလွယ်လွယ်ကူကူရအောင် နောက်နိုင်ငံတကာသွားတဲ့အချိန်မှာအခြေခံတိ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 ုက်တာတွေကိုဟိုဟာဖြစ်အောင်ပေါ့နော်ဒါတိအောင်ပေါ့နော်ဒါလေးတွေကျွန်တော်တို့သင်တန်းနေပေးမယ်အဲပြီးလို့ရှိရင်ဟိုအလိညာခံရတာမျိုးမဖြစ်အောင်နောက်ဟိုမှာလဲအလौဒမအခွင့်အရေးတွေမဆုံးရှုံးအောင်တကယ်ကိုဟိုပေါ့ဟိုဟာပေါ့ရှင့်အဲဒီအလौဒမအခွင့်အရေးကိုအလေးအလေးထားတဲ့ဒီစက်ယုံလုံယုံနေ လုပ်ငန်းတွေမှာအလုပ်လုပ်လို့ရအောင်အကျွန်တော်တို့ကဘာတွေဟိုတော့မြေတောင်မြောက်မှာလဲဆိုလို့ရှိရင်ဒီနိုင်ဟိုပါရှင်နိုင်ငံတကာဟိုပါ oversee employment agency လို့မျိုးပေါ့ရှင်နိုင်ငံတကာကိုလှုပ်သားပို့တာပေါ့နော်ဆိုလို့ရှိရင်သူတို့တွေကိုလည်းကျွန်တော်တို့က company တွေ agency တွေကိုလည်းတေချာအဒီဒီဥပဒေနီးဥပဒေတွေနဲ့ဟိုဖြစ်ပြီးတော့မှစနစ်တကျစနစ်တကျဟိုဟာပေါ့ရှင်အလောက်ရှာပေးနိုင်အောင်ပေါ့နော်အလောက်ရှာပေးနိုင်အောင်အဲ့ဒါလေးတွေအဲကျွန်တော်တို့ဆောင်ရွက်ချင်တာဖြစ်ပါတယ်ရှင့်